ါရှင်လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကိုကာကွယ်ဖို့နဲ့မြင့်တင်ဖို့တဝင်ရှင်သန်နေတဲ့စာပေရင်ကျေးမှုတည်ရကိုပြုစုပြောထောင်ဖို့ပြီးတော့ကျောင်းပညာရေးနဲ့ရသားစာပေကိုပေါင်းကူဆက်ဆက်ပြီးတော့မြင့်တင်ဖို့အတွက်ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းထားတဲ့ဗန်မြမဟာအခုဆိုရင်ဒီတက်တန်းနှစ်နှစ်ကျော်လာပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတစ်ပတ်စာအုပ်တန်းစီစဉ်ကနေပြီးတော့ဗန်မြမအဖွဲ့ရဲ့စာပေလှုပ်ရှားမှုတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ဟောမင်းလာပါရှင်ဆရာမဟုတ်ဟုတ်ကဲ့ဆရာမဒီဆရာမတို့ပတ်မြင်မှာပေါ့နော်ဒီလိုလက်စာထုတ်ဖို့ရေးသားခွင့်နဲ့စာပေဖွင့်ပြတွေ့တဲ့ကိုတည်းအဓိကဆောင်ရွက်နေတဲ့ဆရာတို့ပတ်မြင်မှာကအခုဆိုရင်ဖွင့်ရတာနှစ်နှစ်ကျော်သွားပြီပေါ့နော်အဲ့တော့ဆရာတို့ဒီပတ်မြင်မှာစပြီးတော့ဖွင့်ပြတဲ့အကြောင်းလေးပေါ့နော်အဲ့ဒါလေးအရင်ဆုံးပြပြပြီးတော့ရှင်အဲတကယ်တမ်းကတော့ကမ္ဘာမှာ Pan International ဆိုပြီးတော့1921တည်းကစပြီးတော့တည်ထောင်ခဲ့တယ် စင်တာပေါင်းတကဘာလုံးတိုင်းတာနဲ့140ကျော်ရှိပြီဆိုတဲ့အချိန်ကြတော့မှကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့အနေအထားအရလွတ်လပ်ခွင့်အတန်အသင့်ရှိလာပြီးတော့လွတ်လပ်စွာသင်ပင်ဖွဲ့စည်းခွင့်လေးရလာတယ်ဆိုတဲ့အချိန်မှာ စပြီးတော့တီထောင်မယ်လို့စိတ်ကူးမိတာပေါ့နော်ဘန်အင်တာနက်ရှင်နယ်ကိုသဘောကျရတဲ့အကြောင်းရင်းသူ့ရဲ့လက်အောက်ခံဆိုတာမျိုးစီမင်းစည်းကမ်းတွေကိုလိုက်နာတယ်ဆိုတာထက်ဒီပရိညာန်ဖြစ်တယ်ပေါ့နော်လောလောဆယ်ထုတ်ဖို့ပြောဆိုရေးသားခွင့်ကိုကောက်ကွယ်မယ်ဆိုတဲ့ပရိညာန်ပေါ်မှာပဲကျမတို့ကတန်နေထန်ချထားစရာလိုတယ်ကျန်တဲ့လုံထုံးလုံနီးအရာကျမတို့ရဲ့ own authority ပေါ့နော်ကိုကိုပိုင်အုပ်ချုပ်ခွင့်ကိုကိုပိုင်စိတ်ကူးဉာဏ်နေတဲ့တီထွင်ဖန်နီးခွင့်ရှိတဲ့ center တစ်ခုပေါ့နော်ဖြစ်ခွင့်ရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ တန်တဲ့သူတွေကိုပါအတိပေးပြီးတော့ပေါ့နော်ကျမတို့ဒီပန်မြန်မာဆိုပြီးတော့တည်ထောင်ပြစ်တာဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ဒါဆိုရင်အခုကကြတော့ကျမတို့လှုပ်ရှားနေတာကျမတို့တွေ့ရတော့ဒီဟိုစာပေခွင့်ပြုတွေ့တဲ့ဟိုတယ်လှုပ်ရှားနေတာရှိရပေါ့နော်။ဟိုမှာရတအစုံစံဆိုပြီးတော့ကျမတို့ live ပြောနေတာရှိပေါ့နော်။အဲ့ဒီအစီအစဉ်နဲ့ပတ်သက်ပြီးတော့ဒီရတအစုံစံဆိုပြီးတော့ဟိုအစီအစဉ်ရောဒီအစားဖွဲ့တွေကပဲကျမတို့စခဲ့ရတာရှင်။ ဟုတ်ကဲ့ရတအဆုံဆန်ကတော့ကျမတို့ရဲ့တကယ်အဓိကအကြဆုံးဟိုလှုပ်ရှားမှုပေါ့နော်စကရေရာဒီရတအဆုံဆန်နေလောက်ခဲ့တယ်အခုဆိုရင်တိုင်းနယ်ပြည်နယ်အသီးသီးမှာကျမတို့56ခုမြောက်တဲ့အထိပေါ့နော်ဒီရတအဆုံဆန်ကိုတောက်လျှောက်လုပ်ခဲ့ပြီးဖြစ်ပါတယ်အဲ့တော့တကယ်တမ်းပြောရကြည့်ဆိုလို့ရှိရင်တော့အပြန်လှန်နားထောင်နေရင်ကျေးမှုထွန်းကားခြင်းလေပေါ့နော်ရှင်းရှင်းပြောရင်ဒီမိုကရေစီရဲ့အခြေခံအကြဆုံးယဉ်ကျေးမှုပေါ့နော်အပြန်အလှန်နားထောင်နေယဉ်ကျေးမှုဒါပေမဲ့အဲ့အပြန်အလှန်နားထောင်နေယဉ်ကျေးမှုကိုကျမတို့က ဟိုနိုင်ငံရေးတို့တခြားကိစ္စတို့တွေမကတော့ပဲနဲ့စာပေမှာပါတုံးချင်တယ်ပေါ့နော်စာပေဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင်စာရေးတဲ့သူတွေကြီးပဲအားထုတ်ရတဲ့အရာမဟုတ်ဘူးစာဖတ်တဲ့သူတွေလည်းအားထုတ်ရမယ်စာတတ်တဲ့သူတွေကြီးပဲလုပ်ရမယ်အရာလည်းမဟုတ်ဘူးစာမတတ်တဲ့သူတွေတော့ပူပေါင်းလို့ရမယ်အခင်းချင်းပေါ့နော်အဲ့ဒီအခင်းချင်းဖြစ်အောင်လို့ရတအစုံစံဆိုတဲ့ဒီလုံထုံးလုံနီးပုံစံလေးကိုဖန်တီးဖြစ်တာပါဟုတ်ကဲ့ရှင်ဟောအဲ့ဒီခါပါဟိုတွေ့ရတဲ့ခါမှာကျွန်တော်တို့ကရထားတွေပေါ်မှာပေါ့နော် public ကိုလိုက်ပြီးတော့ ဟိုဖက်ပြရတာရှိတဲ့ခါမှာပေါ့ဒါပြောရမလို့ဒါပြည်မြန်မာပြည်သူတွေနဲ့စိတ်သေးရဆရာမကြီးတို့အတွေ့အကြုံမျိုးပေါ့အဲ့ဒီခါမှာရောဆက်စပ်ချင်းဆရာတို့နဲ့ဟိုဘလို့အတွေ့အကြုံလေးတွေ့ရတယ်ပေါ့နော်ခက်ခဲရောတွေ့ရတယ်ပြီးတော့ဒီပြည်သက်တွေပေါ့နော်ပြည်သူတွေတုတ်ပြက်ပေါ့ဘလို့မျိုးချစ်နေရှိရှိမှန်ပါတယ်ပထမပိုင်းတော့တော်တော်စိမ့်တော့မလုံးနေမှမသိဘူးဆိုပြီးတော့တော့ဖြစ်တာပေါ့နော်ဒါပေမဲ့တုံ့ပြန်မှုတွေကတဖြည်းဖြည်းနဲ့တော်တော်အားကောင်းပါတယ်တော်တော်အားကောင်းပါတယ်အထူးသဖြင့်ဟို တော်တော်ခေါင်းနဲ့နေပေါ့เนาะဘုန်းကြီးเจ้าတเจ้าမှာဆိုလို့ရှိရင် तू อ่ะစာလဲဟုတ်ဒီပတ်တိဖတ်တတ်တဲ့သူမျိုးတွေမဟုတ်ဘူးဆိုတော့လူတွေကြားထဲမှာကိုကျမတို့လှုပ်တဲ့အချိန်မှာပြန်ပြီးတုံ့ပြန်လိုက်တဲ့ခါကျတော့အော်သူတို့တသက်မှာပေါ့ဒီလိုမျိုးကိုအခုဒီအသက်ဒီရွယ်ရောက်မှာပဲမြင်ဘူးကြုံဘူးပါလား ဒါအရသာရှိပါလားပေါ့နော်အဲ့လိုမျိုးတွေလည်းကြားဘူးတယ်စာကြည့်လိုက်တောင်မရှိတဲ့ရွာလေးတရွာကိုကျွန်တော်တို့ရောက်သွားသေးတယ်ပေါ့နော်အဲ့ဒီခါကျတော့စာပေဟောပြောပွဲဆိုတာလေသူတို့ဘဝမှာမကြားဘူးကြည်လည်းမကြည်ဘူးပေါ့နော်စာအုပ်စာကြည့်တိုက်လည်းမရှိဘူးဆိုတဲ့ခါကျဒီလိုပဲနေတော့အဲ့ဒီကလူငယ်လေးတယောက်ကဆိုရင်သူတစ်သက်လုံးစဉ်းစားထားတာကပေါ့နော်ပရဟိတဆိုတာတခြားနီလန်းနေလေလောက်တာပဲပေါ့နော်အခုဒီရတဆုံဆန်းအောင်နားထောင်လိုက်တဲ့ခါကျတော့မှစာပေရလဲပရဟိတပါဘယ်လားဆိုပြီးတော့ပေါ့နော် ဆိုတော့တကယ်စဉ်းစားကြည့်ရင်ကျမတို့ကြသိန်းအောင်ထောက်ပါတယ်ဇာဘေဒီပရာဟိတပါဘဲလို့ခံစားလောက်တဲ့အထိပေါ့နော်ကျမတို့ပေးခဲ့နိုင်တယ်ပေါ့နော်ပြီးတော့ပြန်ရတယ်ပေါ့ဒါကြောင့်ရသဆုံဆန်းကိုလိုက်တဲ့ကျမတို့ပဲမြန်မာအဖွဲ့ဝင်တွေအကုန်လုံးကအများတန်းပြောလို့ရှိပါတယ်ရသဆုံဆန်းကကျမတို့အပေးကြီးပဲမဟုတ်ပါဘူးကျမတို့အများကြီးရပါတယ်ဒါကြောင့်လည်းရသဆုံဆန်းကိုဆက်လုပ်ပါတယ်ကျမတို့ကဒီလူမှုစီရရတာဒီများလွန်အားကြီးပါတယ်ဟုတ်ကဲ့ အောင်မြင်တယ်ပေါ့နော်ဒီစီးရီးလေးကဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုကကြတော့ဒီဗက်မြန်မာရဲ့ပေါ့နော်တခြားဥမာကလောက်တစ်တွေဆိုတော့ဖိတ်ခေါ်ပြောပေါ့နော်အဲ့ဘွေးထုတ်ပေးရရင်တွေ့ရတယ်ရှင်အဲ့လိုမျိုးတခြားလှုပ်ရှားမှုတွေပေါ့ဥမာရက်တာတရားလိုဟာမျိုးပေါ့နော်အဲ့လိုမျိုးလှုပ်ရှားမှုတွေတော့တခြားဘယ်လိုမျိုးတွေရှိနေလဲရှင် ော်အရင်တော့တော့စပေးအာပြိုင်ပွဲပေါ့နော်ငင်းငယ်ရင်းနဲ့ပတ်သက်တဲ့စပေးပြိုင်ပွဲပေါ့အဲ့ဒီခါကျတော့ခုနလိုတိမ်မြုပ်နေတဲ့ကလောင်တွေအတွက် media exposure ရလာတယ်ပေါ့နော်ဆိုတော့အဲ့ငွေထုတ်တယ်ဆိုတာတဲ့ဒီပုံစံမျိုးပေါ့နော်ကျွန်တော်တို့ပံ့ပိုးပေးနိုင်တယ်ပေါ့ရသတဒါကတော့ကျွန်တော်တို့ကမြန်မာပြည်ရဲ့လူအပ်ချက်ထဲမှာဘာသာပြန်စပေးလူအပ်ချက်ကတိတ်ကြီးနေပြီလို့သတိထားမိတယ်ပေါ့နော်ဟိုနိုင်ငံတကာစာပေတွေကိုမြန်မာဘာသာနဲ့ပြန်တာလုံလုံလောက်လောက်မရှိဘူးပေါ့နော်သူတို့ဖြင့်ရသစာပေပေါ့ တခါမြန်မာရတစာပေတွေကိုလည်းနိုင်ငံတကာဘာသာစကားနဲ့ပြန်ထားတာကလည်းမရှိတလောက်ကိုနေတယ်မရှိဘူးလို့တောင်ပြောလို့ရတော့တဲ့ဒီအခြေအနေကဖြစ်နေတယ်ပေါ့ဆိုတော့ဒီကွက်လက်ကိုဖြည့်ချင်တယ်ပေါ့နော်စာပေနဲ့ပတ်သက်ရင်တကယ့်တက်ဝင်ရှင်သန်တဲ့စာပေရင်ချင်းမှုတစ်ခုဖြစ်ချင်တယ်ဆိုတဲ့အကြောင်းရတတရားကိုဖန်တီးတယ်ပေါ့ရတတရားကိုဖန်တီးတဲ့နေရာမှာလည်းကျမတို့ကဒီလုံးဝဘာ exposure မှမရှိထားဘူးသူ ကိုယ်တိုင်သူ့လေးလာအထောက်မှုနဲ့သူပေါ့နော်ဘာသာစကားတွေဘာသာပြန်ဖို့လို့အတွက်တွေစဉ်းသင်းဖြစ်နေတယ်သို့တော့ကွင်းမရှိဘူးပေါ့နော်ဘယ်နေရာမှာဘလို့လူနဲ့ချိန်ပြီးဒီလုပ်တွေလုပ်ခွင့်ရမလဲဆိုတာကွင်းမရှိဘူးဆိုတော့သူတွေကိုကွင်းရသွားစေချင်တယ် နောက်တစ်ခုကအဲ့ဒီလူတွေအချင်းချင်းကြားထဲမှာလဲကျွန်တော်တို့ဟိုခုနရသအစုံစံမှာအပြန်အလှန်နားထောင်နေရင်ကျင်းမှုပေါ့ဒါကျွန်တော်တို့တီထောင်ခဲ့ကြတာရသတံတားမှာတော့အပြန်အလှန်သင်ယူတဲ့လင်ရင်ကျင်းမှုပေါ့နော်အဲ့ဒီရင်ကျင်းမှုကိုထွန်းကားစေခြင်းနဲ့ဘာလို့ဆိုတော့ဒီရသတံတား translation symposium ရဲ့အနှစ်သာရက workshop style ပေါ့နော်ဒီဟာကိုလုပ်တဲ့ကျင်းပတဲ့ style ဒီဘာလဲဆိုတော့စာမူလက်ရာတစ်ခုကိုလူ၁၀ယောက်က တူတူတထိုင်ထဲမှာတပြိုင်တည်းထဲစုပြီးတော့ဘာသာပြန်လာဖြစ်နေတယ်တယောက်စီကလောက်တာမဟုတ်တော့ပဲနဲ့ပေါ့နော်ကရကံရှင်မူရင်းဆိုင်ရေးဆရာရဲ့ရှေ့မှာဒီကြံတဲ့သူတွေကစုပြီးတော့ဘာသာပြန်လာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနပြောသလိုအပြန်အလှန်သင်ယူခွင့်အင်မတန်ကြီးမားတယ်ပေါ့နော်မူရင်းဆိုင်ရေးဆရာကိုလည်းတရိုက်ချက်ချင်းမေးလိုက်လို့ရတယ်မလားမကြိတ်လေတာရှင်ရင်ဒီထက်ပိုတိကျင်တာရှင်ရင်မူရင်းဆိုင်ရေးဆရာကလည်းသူ့ မူရင်းရေးထားတဲ့ဟာကိုတခြားဘာသာစကားနဲ့ပြန်တဲ့အခါလေးမှာဖြစ်လာတဲ့အခက်အခဲတွေဟဲ့လားအဲ့ဒီတခြားဘာသာစကားနဲ့ပြန်မဲ့သူတွေရဲ့အတွေးတွေဒါတွေကိုချက်ချင်းနားထောင်ဝင်ရတယ်သင်ယူခွင့်ရတယ်ပေါ့နော်ဒါကြောင့်မလို့ရသတရားကတော့ကျွန်မထင်တယ်အပြန်အလှန်သင်ယူတဲ့သင်ကြားတဲ့ရင်ကျိမှုအတွက်တော့ရသတရားကိုကျွန်တော်တို့က ဒီဒီနှစ်ဆိုနှစ်နှစ်ပေါ့နော်နှစ်နှစ်ရှိပါပြီလုပ်နေတာဟုတ်ကဲ့ပါရှင်ဟောအဲ့တော့ဆင်းကဒါနှစ်နှစ်မြောက်ပေါ့နော်အဲ့တော့ဒီပေါ်မှာရောဒီစိတ်ဝင်စားမှုပေါ့နော်အားလုံးရဲ့ဒီပေါ်ဝင်တဲ့လူတွေရဲ့စိတ်ဝင်စားမှုအခြေအနေအဘယ်လိုမျိုးရှိနေချင်းဆင်းကမျှော်မှန်းထားတဲ့လူဟိုဖြစ်ထီရပါရှင်အဲပထမနှစ်မှာကျမတို့စပြီးတော့လုပ်တဲ့အချိန်မှာတော့ကျမတို့ကတော်တော်အံ့ဩတယ်ပေါ့နော်လူအရေးအတွက်နဲ့ကြည့်မယ်ဆိုရင်တော့တအားအများကြီး လာပြီးတော့လျှောက်တယ်တို့ဘာလို့မရှိဘူးပေါ့နော်တိုးတော့ကျမတို့ရွေးလိုက်တဲ့10ရောက်ပေါ့နော်ကျမတို့ကစာမူကိုပဲရွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ biography လည်းဘယ်သူမှမဖတ်ဘူးပေါ့နော်တို့ရဲ့ဘာသာပြန်နမူနာလက်ရာပေါ့ဒါကြောင့်ကျမတို့ကနမူနာဘာသာပြန်ဖို့လို့အတွက်ထုတ်ပေးတယ်အင်္ဂလိပ်လိုမြန်မာလိုပေါ့နော်အဲ့ဒီလက်ရာတွေကိုပဲအခြေခံပြီးရွေးလိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီတဲမှာဘာမှကိုမတူတဲ့သူတွေစီကနေ interest ရတယ်နောက်တစ်ခု ို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာဒီရသတရာအုပ်စုပေါ့နော်ဒီလူ20ရလူ20လုံးတော့မဟုတ်ဘူးပေါ့လေအကြောင်းအကြောင်းနဲ့နေမှာနေလို့ဟာလာနိုင်ငံသားမှာနေလို့နိုင်ငံသားကလည်းတယောက်ပါတယ်ပေါ့လေအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အုပ်စုလိုက်တော့ဆက်မသွားနိုင်ပေမဲ့အများစုကခုချိန်ထိကျမတို့နဲ့ project တော်တော်များများကိုဆက်တွဲပြီးတော့လုပ်လာတယ်ဆိုတော့ဆရာမဒီလှုပ်ရှားမှုတွေအပြင်ရောဥမာဟိုဆရာမတို့ပြည်မြန်မာတခုတည်းဟိုတခြားအဖွဲ့စည်းနဲ့ပူးပေါင်းလှုပ်ရှားတဲ့ဟာမျိုးရောရှိသေးလားရှင့် အဲဒီမှာအဲ့ဒါကတော့ rights နဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုဆိုရင် right to information လို့ဟာမျိုးပေါ့လေတခြားဒီဥပဒေကြောင်းဆိုင်ရာပေါ့နော်လွတ်လပ်စွာထုတ်ပေါ်ပြောဆိုရေးသားခွင့်ရောအဟန္တာဖြစ်မဲ့ဥပဒေတွေကိုပြန်လည်ပြင်ဆင်ပြဋ္ဌာန်းဖို့အတွက်လုပ်တဲ့အခါမှာတော့တခြား organization တွေပေါ့နော် civil society organization တွေဖြစ်ချင်းဖြစ်မဲ့ဒါမှမဟုတ် article 19တို့နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ချင်းဖြစ်မဲ့အဲ့ဒီသူတို့တွေနဲ့တော့အမြဲတမ်းထိတွေ့ဆက်ဆက်ပြီးတော့ပေါ့လေဟိုပူးပေါင်းဆောင်ရွက်ဖို့ စင်စင်ထားတယ်ပေါ့တိုးတော်လဲအခုရသတရားမှာဆိုလဲကျမတို့ဗမာဘာသာပြန်စပြီးအသင်းလိုမျိုးပေါ့နော်နောက်တစ်ခုကျမတို့ ਨੇ ဆက်ပြီးတော့ရေရှည်လက်တွဲဖို့စိတ်ကူးထားတဲ့ထဲမှာမြန်မာနိုင်ငံစာကြည့်တဲ့အသင်းပေါ့နော်မြန်မာနိုင်ငံစာကြည့်တဲ့အသင်းနဲ့လည်းဆက်ပြီးတော့လက်တွဲပြီးတချို့အလုပ်တွေကိုတူတူလုပ်ချင်တယ်လုပ်သွားမယ်ဆိုတဲ့အစီအစဉ်တချို့တော့ရှိပါတယ်ဟုတ်ကဲ့ရှင်ပေါ့တော့ကျမတို့ဒီဘက်မြန်မာနေတဲ့ကဒါဟိုရှောင်းဝီလေတော်တော်ရှိတယ်ပေါ့နော်အဲ့တော့တို့ အခုချိန်မှာဆိုလည်းအဖွဲ့ဝင်တွေလည်းတော်တော်များနေလို့သိရတယ်ပေါ့နော်အဲ့တော့စောက်ဖွဲ့တော့ဟောကျွန်တော်တို့အနေနဲ့ဟိုဖွဲ့ဝင်ဘယ်လောက်နဲ့ဟိုစောက်ဖွဲ့ခဲ့လေပေါ့နော်အဲနိုင်ငံတကာကိုဟိုဒီ pan international တဲ့ကိုသွားဖို့လို့အတွက်လျှောက်တဲ့ process မှာတော့ဟောဝင်25ရောက်ရှိရမယ်ပေါ့เนาะဒါလျှောက်လာတင်ရသေးတာပေါ့เนาะအဲ့တော့ကျန်တဲ့ pan center ကြီးအကုန်လုံးက ပြန်မြန်မာကိုအဖွဲ့ဝင်စင်တာအဖြစ်တိမှတ်ပြုပါတယ်ဆိုတာကိုတို့က vote လုပ်တယ်မဲမဲနဲ့တည်ပြုတာပေါ့နော်အဲ့တော့အဲ့ဒီ process ကိုလုပ်တဲ့အချိန်တုန်းကတော့ကျွန်တော်တို့25ယောက်ပဲရှိတာပေါ့နော်အဲ့ရနေစတာပေါ့စပြီးတော့ညီလာခံလုပ်တယ် director book တွေရွေးကောက်တင်မြောက်တဲ့အခမ်းအနားရောက်တဲ့အချိန်မှာတော့ကျွန်တော်မှတ်မိတလောက်တော့လူ60 80လောက်တော့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်လောက်ကြတော့အဲ့ဒါကကျွန်မထင်တယ်ဟိုဟာလောက် အာ9လ6လလောက်အချိန်ယူရတာပေါ့အဲ့လိုယူလိုက်တဲ့အချိန်မှာတော့အဲ့လောက်ဖြစ်လာတယ်အခုတော့300ကတ်သွားပြီပေါ့နော်လူတနေငံလုံးတိုင်းတာနဲ့300တော့ဖြစ်လာပြီဆိုတော့ဟိုခုနပြောသလိုပဲကျမတို့ဖြတ်တန်းရတာလွယ်လွယ်ကူကူချောချောမွမွေကြီးတော့မဟုတ်ဘူးဟလာရုံငန်းဆိုလဲကျမတို့ကရုံငန်းငှားကမတက်နိုင်တဲ့ကြောင့်ကျမရဲ့ကိုပိုင်အဲပက်တင်တန်ဂျာနယ်ရဲ့ဟလာအေကန်းလေးကိုရုံငန်းပါလို့တတ်မှတ်ပြီးတော့စခဲ့ရတယ်အခု တဖြည်းဖြည်းနဲ့တော့ပေါ့နော်ဒီလို ပြောင်းလာရတယ်ပေါ့ဒီနှစ်နှစ်ခွဲသုံးနှစ်နီးပါအတွင်းမှာဆိုတော့နည်းနည်းတော့ဟိုခက်ခဲပါတယ်တကယ်တမ်းပြောရကြေးဆိုလို့ရှိရင်ဒါပေမဲ့လည်းကျမထင်တယ်ဒီတလျှောက်လုံးမှာတော့ဒီနှစ်ခုလုံးပေါ့နော်လွတ်လပ်စွာထုတ်ဖို့ပြောဆိုရေးသားခွင့်အတွက်ကောတက်ဝင်ရှင်သန်နဲ့ဟလာဒီစာပေရင်ကျေးမှုအတွက်ကောကျမတို့အများကြီးတော့အားထုတ်ခဲ့နိုင်တယ်လို့ယူဆပါတယ်ဟုတ်ကဲ့ပါရှင် ဟုတ်နောက်တစ်ခုကလည်းဆရာကကုနာပြောသွားတာပေါ့နော်နောက်ပိုင်းဆိုစီကျောင်းပညာရေးမှာလည်းဆရာတို့ထပ်ပြီးလှုပ်ရှားမှုရှိတယ်ဆိုတော့အဲ့ဒီရှစ်ဆက်မဲ့လှုပ်ရှားမှုအစီအစဉ်လေးလည်းပြပြပြပါလားဆရာအခုတော့စ조사နေတာပေါ့နော်တို့တော့ကျွန်တော်တို့စိတ်ကူးထဲမှာမရှိနေလဲဆိုတော့အခုတော့ဒီလမ်းဟိုလပိတ်ဆိုင်တို့ပါတို့ပေါ့နော်ဒီကလေးတွေကိုမိုဘိုင်းလိုက်ပြီးတော့သင်တဲ့ဟိုစုတခုရှိတယ်ပေါ့နော် my me ပေါ့နော်ဆိုတော့ DDD education mobile education လုပ်နေတဲ့အုပ်စုကလည်းသူတို့သင်တဲ့ curriculum လေးတွေရေးတဲ့အခါမှာသူတို့ကတော့ဘာသာရဆိုင်ရာတွေရေးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကယတစာပေနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒါဆိုလို့ရှိရင်တနိုင်ငံလုံးအတိုင်းတာလောက်ထိလည်းမကြီးသေးဘူးဆိုရင်ကျွန်တော်တို့တနိုင်စ조사ကြည့်ခြင်းနဲ့မူလာဒန်းအဆင့်ကိုယတစာပေမိတ်ဆက်ဘလိုမျိုးတင်ကောင်းမလဲဆိုတဲ့ curriculum မျိုးပေါ့နော်အဲ့ဒါကိုရေးဆွဲဖို့တော့အခုစပြီးတော့ကျွန်တော်တို့ director book တွေထဲမှာစီစဉ်နေတယ်ပေါ့နော်တကယ်လို့များဒါတွေကလည်းတကယ်တမ်းပြောရကြည့်ဆိုပြည်မြန်မာကဘာဖြစ်နေလဲဆိုတော့ဟို funding ရတဲ့အလုပ်ကိုကြီးပဲလုပ်တာမဟုတ်တဲ့ပြဿနာလည်းရှိတာပေါ့နော်ဒီလိုခါလေးဆိုရင်ကျမတို့ကစိတ်ကူးရှိရယ်ဆိုပေမဲ့ funding ရလို့လုပ်တာမဟုတ်ဘူးဒါကြောင့်ကျမပြောရဲတာကဗန်မြန်မာပြည်ကို own authority နဲ့သွားတယ်ဆိုတာကိုပြောတာ funding ရလို့လုပ်တဲ့အလုပ်မျိုးမဟုတ်ဘူးစိတ်ကူးနဲ့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တခါတလေမှာတော့ funding ပြဿနာပေါ်တတ်တယ်ကိုစိတ်ကူးနဲ့ကိုအကုန်လုပ်သွားတဲ့ခါကျတော့နောက်ကနေငွေရှိလားမရှိလားဆိုတဲ့ပြဿနာတော့ပေါ်တတ်တယ်ဆိုတော့ဒီကိစ္စကလည်းတကယ်သာကြဲကြဲပြင်းပြင်းလုပ်ရင်တော့ငွေလိုတဲ့ ဆောက်အလုပ်မျိုးပေါ့နော်တိုးတော့လုတ်ချင်လို့ကိုလုတ်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါကိုလည်းကျမတို့ဟိုလေးလေးနက်နက်စဉ်းစားနေတယ်အဲ့ဒီဟာလေးကနေစပြီးတော့နောက်မှာကြဲကြဲပြန့်ပြန့်တခြားသူတွေပါပူပေါင်းလာပြီးရင်အဲ့ဒီဟိုတင်ရုံးညွန်းတန်းသဘောမျိုးပေါ့ရတစာပေမိတ်ဆက်ကိုမူလာရန်အဆင့်မှာဘလို့ဖြစ်တဲ့နေဟလာအလေရန်အဆင့်မှာဘလို့ဖြစ်တဲ့နေဆိုတော့ ဒီကြောရိုးပေါ့နော်ကြောရိုးလောက်ကိုပြုစုနိုင်အောင်တော့ကျွန်တော်တို့ဒီလာမယ့်နှစ်ထဲမှာအားထုတ်မယ်လို့တော့စီမံကိန်းချထားတာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာအဲ့တော့နောက်ဆုံးနေလေးပေါ့နော်ဆရာတို့ဒီမြန်မာရဲ့တက်တန်းလည်းနှစ်နှစ်ကျော်လာပြီဆိုရင်ဆရာတို့လှုပ်ဆောင်နိုင်လဲတော်တော်များနေပြီပေါ့နော်အဲ့တော့ဆရာတို့လှုပ်ဆောင်ခဲ့တယ်လို့ဆရာတို့လှုပ်ရှားခဲ့တယ်လို့ပေါ့နော်တကယ်ဟိုအားရမှုပေါ့နော်ခြေနှံမှုဘယ်လောက်ထိရှိခဲ့တယ်ပေါ့ဒါလေးနောက်ဆုံးနေချင်ပြောပြပါအောင်ရှင် အခုချိန်ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်တော့ကျမဟိုကိုယ့်ရဲ့ရည်ရွယ်ချက်သုံးခုကိုပြန်ကြည့်မယ်ပေါ့နော်ပြန်ကြည့်မယ်ဆိုရင်တော့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုရေးသားခွင့်နဲ့ပတ်သက်ပြီးကာကွယ်မယ်မြင့်တင်မယ်ဆိုတဲ့ကိစ္စမှာလဲကျမထင်တယ်ပင်ရဲ့ အာထုံမှုဟာအသိပ္ပံပြုခံရတဲ့အတိုင်းအတာတစ်ခုထိရှိပါတယ်။သတင်းတောက်တွေတစ်ခုခုပေါ့နော်။ဟိုကျမတို့တော့ပြုံးစရာပြုံးမိပါတယ်။တစ်ခုခုဖြစ်ရင်သတင်းတောက်တွေကမေးတယ်ပင်ဘာမှမလုပ်ဘူးလားဆိုတာမျိုးဆိုတာဒါတကယ်တမ်းအကိုလို့ထိရောက်လို့အသိပ္ပံပြုလို့မေးတာပဲလို့ခံယူတဲ့အတွက်ကြောင့်မလို့ဒိရွယ်ချက်ကိုတော့ကျမတို့အတန်အသင့်တော့ဟလား လုတ်ခိုက်နိုင်ပြီလို့ပြောလို့ရမယ်ထင်ပါတယ်။နောက်တစ်ခုတက်ဝင်ရှင်သန်တဲ့စာပေရင်ကျင်းမှုတရားဖြစ်ဖို့ဆိုရင်တော့ခုနပြောသလိုယတအဆုံဆန်တို့ယတတဒါတို့ကတက်သေးပေါ့နော်။ဆက်ပြီးတော့လုံနေသေးတယ်။လုံနေတဲ့လောက်လေကျမတို့ပြန်ရတာတွေလည်းအများကြီးပါပဲ။ပေးခင်နိုင်တာတွေလည်းအများကြီးပဲရှိတယ်ပေါ့။နောက်ဆုံးတစ်ခုကိုအားမရဘူးဖြစ်နေတာပေါ့နော်။ဒီကျောင်းသင်ပညာရေးနဲ့ယတစာပေဆက်ဆက်ဖို့ဒါကြောင့်လည်းဒီနှစ်မှာဒါလေးကိုစလိုက်ခြင်းနဲ့ပေါ့နော်။ကျမတို့ရဲ့ရည်ရွယ်ချက်ကဒီ၃ခုပဲရှိတဲ့အတွက်ကြောင့်မလို့ဒီ၃ခုပေါ်မှာဟာလာဖြည့်ဆည်းနိုင် တလောက်တော့ကျမတို့အောင်မြင်တယ်လို့ပြောရမှာပေါ့နော်။ဂျန်နဲ့ကိစ္စတွေကိုတော့လောဘမကြီးလောဘကြီးစွာနဲ့ရှောက်ပြီးတော့မျောလင်းလို့ပြောလို့တော့မဖြစ်ဘူးပေါ့။ဟုတ်ကဲ့အတိုင်းသာတူပြီးတော့အောင်မြင်တယ်ပေါ့နော်ဆရာ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ကျေးဇူးများကျမတို့ဆရာ။ဟုတ်ကဲ့ပါကျေးဇူးပါ။